ပါရာစီတမော500 mg TDS လို့ရေးပေးလိုက်တယ်ဆိုရင်အထာကပါရာစီတမော500 mg အားကိုတစ်နေ့3ချိန်တောက်ရမယ်လို့ပြောတာပဲဖြစ်ပါတယ်။ဒီနေ့တောက်ဆေးကိုဘယ်လိုတောက်အောင်မလဲဆိုတဲ့စေးစာကိုဖတ်တတ်ဖို့အတွက်အရေးကြီးတဲ့သင်္ကေတ6ခုကိုဇမားပြောပြပေးပါမယ်ဖြစ်ပါတယ်။နံပါတ်1 OD OD ဆိုတာကတစ်နေ့တစ်ချိန်တောက်ရမယ်လို့ပြောတာပါ။နံပါတ်2 BD BD ဆိုတာကတော့တစ်နေ့ကို2ချိန်တောက်ရမယ်လို့ပြောတာပါ။ နံပါတ်3 TDS TDS ကတနေ့ကို3ချိန်တောင်းရမယ်ပြောတာပဲဖြစ်ပါတယ်နံပါတ်4 QID QID ဆိုတာက တနေ့ကို4ချိန်တောင်းရမယ်လို့ပြောတာပဲဖြစ်ပါတယ်နံပါတ်5 CM CM လို့ရေးလိုက်တယ်ဆိုရင်ဒါကမနက်ခင်းကိုတစ်ချိန်တောင်းရမယ်လို့ပြောတာပဲဖြစ်ပါတယ်နံပါတ်6 HS HS လို့ပြောလိုက်တယ်ဆိုရင်ဒါကညခင်းကိုတစ်ချိန်တောင်းရမယ်လို့ပြောတာပဲဖြစ်ပါတယ် ဒီခေါ်ဝေါ်သုံးနှုန်းတွေကိုတိပြီဆိုရင်တော့ကျမတို့ဆေးနဲ့ဒီအခေါ်ဝေါ်သုံးနှုန်းတွေကို တွဲပြီးတော့ကျမတို့အတိတ်ပဲလေးတွေဖွင့်ကြည့်ရအောင် amlodipine 5 mg cm ဒီလိုရေးထားရဆိုရင်တော့ amlodipine ဆေးကို5 mg အားနဲ့ cm ဆိုတော့မနက်ခင်းတစ်ချိန်တောက်ရမယ်လို့ဖြစ်ပါတယ်ရှင်နောက်ထပ်ဥပမာတစ်ခုပြပြပေးပါမယ် omeprazole 20 mg bd ဒါဆိုရင်တော့ Omeprazole 20mg အားကိုတစ်နှစ်နှစ်ကြိမ်တောက်ရပါမယ်လို့ပြောတာပဲဖြစ်ပါတယ်။ Metformin 500mg QID ဒီလိုရေးထားတယ်ဆိုရင်တော့ Metformin ဆိုတဲ့ဆေးကို 900mg အားနဲ့တစ်နှစ်ကို၄ကြိမ်တောက်ရမယ်လို့ပြောတာပဲဖြစ်ပါတယ်။ဒါဆိုရင် OD, BD, TTS, QID, CM, HS ဒီစကလုံးလေးကိုတည်တယ်ဆိုရင်တော့အကြမ်းမြင်အားဖြင့်ဆရာဝန်ကြီးကကိုယ်ကိုဆေးညွှန်းပေးလိုက်တယ်ဆေးစာအုပ်ထဲမှာရေးပေးလိုက်တယ်ဆိုရင်ဘယ်ဆေးကိုဘယ်နှကြိမ်တောင်းရမလဲဆိုတာကိုကိုယ်ပါသာသိရှိနာလည်နိုင်ပြီပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာဂရိစ်ပါရှင်